မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါမှဆရာလှည့်ကြလာတာကတော့ဂျာဇာပရိသတ်သမီးတွေလှည့်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လအပြင်မှာဂျာဇာပရိသတ်သမီးမိတ်ဆွေတွေဘယ်ယာရီကမိတ်ဆွေတို့အတွက်အချိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ယာရီကဒီတလတာတော်တွေမှာစင်ကြရမလဲဆိုတာကိုဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျနော်ဥစ္စာပထမဂျာဇာပရိသတ်သမီးမိတ်ဆွေတွေအားလုံးဘေးပညာတွေဝေးကွာလို့ကိုစီကိုစီကောင်းကျိုးလုံရင်ဆန္ဒမှန်သမျှရရှိကြပါစေကျောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြု ဆူတောင်းလိုက်ရပါတယ်ခင်ဗျာဂျာစာပရိသတ်မိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအောင်မြင်မှုတွေကြရှိကြနေတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းအကူအညီတွေရရှိကြနေတာမျိုးသို့မဟုတ်ရင်အဲမိတ်ဆွေတို့ရဲ့လုပ်ငန်းရာတွေနဲ့ပတ်သက်လို့ရှိရင်လည်းတိထက်ပို့ပြီးတော့တိုးတက်အောင်ရရှိကြနေတာမျိုးအထက်လူကြီးအကြီးအကဲသို့မဟုတ်အဖေသို့မဟုတ်မိသားစုသို့မဟုတ်ရင်ဒီလိုကိစ္စမျိုးတွေမှာကိုယ်မှလူဝင်ဆန္ဒတွေကိုလိုချင်နေသောကာလမိတ်ဆွေတို့အနေနဲ့ အဲသူတို့တွေအခွင့်အလမ်းပေးရင်ကောင်းမှာဆိုပြီးတော့စဉ်းစားပြီးခေါ်နေတာမျိုးတွေကြုံတွေ့နေရတယ်အထူးသဖြင့်မို့မိမိရဲ့အဲယောက်ျားနာလည်းကိုယ်ငွေအိုင်ရင်ကောင်းမှာပဲအဲတို့မဟုတ်အထက်လူကြီးအကြီးကြီးကလည်းကိုယ်မျက်နှာလာပေးရင်ကောင်းမှာပဲလုပ်ငန်းအလုပ်ကိစ္စကလည်းဒါလေးတော့အောင်မြင်သွားရင်ကောင်းမှာပဲဆိုပြီးတော့ကောင်းသောစံကလေးတွေနဲ့တွေးခေါ်နေတယ်ဆိုတော့တွေးခေါ်နေတဲ့စိတ်ကလေးကိုကိုညီတောင်းကြည့်တာမျိုးတိုင်ပင်တာမျိုးလုပ်ကြည့်ပါအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမယ်လာဖြစ်တယ်ဒါအပြင်ဒါသာပရိသတ်မျိုးမိတ်ဆွေတွေဟာကန်တရားကန်တရားဟာဒီလာဟာ သာဗိတာဝိမိတ်ဆွေများပေါ့အခြားသောနေသားတွေတက်ကိုကံကအနည်းငယ်လေးစတိတာနေတာမျိုးတွေတွေ့ရတဲ့အတွက်မိတ်ဆွေသာဗိတာသမီးများဒီလာတာတော့ဒီမှာဆိုမိမိတို့ဖြစ်လို့သောဆန္ဒအဲလုတ်လုတ်သောကိစ္စမှန်သမျှကိုရှေ့တူဆောင်ရလုတ်ဆောင်ရင်အောင်မြင်ခြင်းအားသာခြင်းတွေတိုးတက်နိုင်တဲ့လဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်မိတ်ဆွေဇာသာပရိသတ်သမီးတွေတော်များများဇာသာပရိဆိုတဲ့အတိုင်းပဲဇာယအတိုင်းပဲဆရာကြီးလုတ်တတ်တာမျိုးတွေအဲ အဲကျစာပရိရဲ့သဘောကဆရာကြီးလှုပ်တဲ့သဘောကိုကိုဆရာကြီးလှုပ်ရင်တော့မကြိုက်တတ်တဲ့သဘောလေးတွေပြောတတ်ဖြစ်ရတဲ့အတွက်ကျစာပရိသားကြီးမိတ်ဆွေတွေကဒီလာတာတော်တွေမှာဆိုရင်ကံရဲ့အထောက်အကူကိုရရှိတတ်တယ်အထူးသဖြင့်အပြောဆုံးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာခြေထိုးဆောင်ရွက်ပါအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေ knowledge social media နဲ့ပတ်သက်တာမျိုးလေးတွေ knowledge ပေါ့နော်ဘௌဒ္ဓတာတွေဆရာကြီးလောက်ရတဲ့အလုပ်တွေအဖွဲ့အစည်းတွေဘေးဒင်ဘေးဒါစံကြံတရုပ်ဆောင်အစိုးရကအရေးတီးသူခုမှအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအရောင်းဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်ရအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တာအတိအကျပဲဖြစ်တယ်။ဒါအပြင်စက်တူလုပ်ငန်းတွေစားသောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ရွှေငွေစိန်ရွှေရန္တရာကြောက်မြတ်ရတနာအဆရှိတာတွေနဲ့ပတ်သက်ပြီးတော့ဝယ်တာမျိုးယင်းဤတာမျိုးစတင်လှုပ်ဆောင်တာမျိုးတွေဟာပုံမှန်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာ ေရာတယ်မှာလွဲမသိအစဉ်ပြေမဲ့လာဖြစ်တဲ့အတွက်ဘာဖို့ဖြစ်ဖြစ်ရှေ့တို့ဆောင်ရလုံဆောင်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပလန်ချလိုက်ပါကန္တရရဲ့ထောက်ကူနဲ့အစဉ်ပြေမှုတွေရရှိပြီးတော့ဒီလဟာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုစတင်ရန်အရှိရှရန်အတွက်တော့အကောင်ဆုံးအချိန်နဲ့အချိန်ကာလလာဖြစ်တယ်လို့ဆရာကပြောရဲပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေဇာတာပရိသတ်သမီးမိတ်ဆွေတွေဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့် အသက်ရှူကြတာမျိုးလေးတွေနှလုံးနဲ့ပတ်သက်တာမျိုးလေးတွေမောတာမျိုးလေးတွေအဲဆိုနာလိုအသက်ရှူမဝတာမျိုးလေးတွေပတ်သက်လို့ဖြစ်ရတတ်တယ်။တိုက်ဆွဲတိုက်ဆက်ပြီးပဋ္ဌာန်းဆက်တွေပုပ်ကိုဆွဲတွေချိတဲ့မိတ်ဆွေများဟိုကတော့မိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုပ်ကိုဆက်တွေကိုဗာလိတော့ရရင်လှူပေးမယ်ပြောပြီးတော့ဂတိပြတ်နေတာမျိုးတွေရိုးရာညှိုးတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ရိုးရာမမိပါနဲ့။သို့မဟုတ်မိမိရဲ့ပဋ္ဌာန်းဆက်တွေလူဆိုတာအရှုပ်ရာတွေမှာကိုက အဲကြုံမှုမှာပါမရှိသေးဘူး။အာဘာလီတော့အဆင်ပြေရရင်ကောင်းမှဆိုတိုက်တယ်ပြီးကိုကမေ့နေတယ်အဆင်ပြေသွားတော့အဲကြတော့အဲနတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းမှာမိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေမိမိတို့ရဲ့ဆရာသမားအစဉ်ဆက်တွေနဲ့ပတ်သက်လာလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ဂတိပေးထားရင်ဖြစ်အောင် တီအောင်ကြိုးစားပါနတ်နဲ့နဂါမလဲစားနေဆိုတဲ့အတိုင်းပဲเนาะအဲထိုသူတွေရဲ့အကူအညီအဆောင်အချောက်တွေရရှိတတ်တယ်လို့လွဲရင်လည်းကိုယ်ကိုညှိုးတတ်တဲ့အပ္ပတာကာလဖြစ်တယ်ခကြီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာဆက်ပစ္စည်းရင်ကိစ္စလေးတွေကြောင့်အိမ်အဆောက်အဦကိစ္စလေးတွေကြောင့်လန်တရာကိစ္စလေးတွေကြောင့် donation ပေါ့အလှူကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်အဲအရှိရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးတွေအဲ လူငယ်ရေဆိုလို့ရှိရင်လည်းနှလုံးသားကြီးရတဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တယ်။စက်ပစ္စည်းရင်တဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တော့လာဖြစ်တယ်။ဒါအပြင်အထယ်လိတ်လုပ်ငန်းတွေအားနည်းစီတဲ့ ခီးသွွားလုပ်ငန်းလေးတွေကြောင့်အကြီးအဖက်မတင်တာမျိုးလေးကြုံရတတ်တယ်။တည်ယူပို့ဆောင်ရေးလုပ်ငန်းလေးတွေကြောင့်လည်းကြံ့ကြာတတ်တယ်။အဲစကားကိုနှစ်ခွာပြောတဲ့မိတ်ဆွေများသတိထားစင်ကြင်ရတော့လိုအပ်ပါတယ်။လက်လွန်လာတဲ့ငွေကြီးတွေကိုကိုကတိုက်ရိုက်တောင်းတာမျိုးထက်တဦးတယောက်ရဲ့အကူအညီကိုရယူပြီးတောင်းဆိုပါပတ်စံပစ္စည်းပျောက်တာမျိုးဆက်ပစ္စည်းရင်တခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်ကြင်မျိုးကိုလိုအပ်ပါတယ်။ တပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်အဲတပည့်လက်သားတွေနဲ့ပတ်သက်လို့သာသမီတွေနဲ့ပတ်သက်လို့ရှိရင်စိတ်တိုင်းမကြတာမျိုးစိတ်စိတ်ပင်မရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ဒီအပတ်တွင်မှာတတိထားပါကိုဝင်ဆောင်မျိုးသမီးမိတ်ဆွေများဆရာရဲ့မိတ်ဆွေများပါလို့ရှိရင်လည်း အဲဟိုခလေးငယ်ဆွမ်းလာလို့ခလေးမမွေးခင်မှာမိတ်ဆွေတို့အနေနဲ့ကိုအဲအလေးပင်နေမှာတာမျိုးလေးတွေတာမန်ထက်တော့တတိထားရမယ်လို့ပြောခြင်းဖြစ်တယ်နော်အဲဆရာလည်းမိမမရှိတော့အဲရှိယောက်ျားလေးကိုဝင်ဆောင်လာလဲဆရာလည်းမတွေ့ဘူးတော့ဆရာလည်းမသိဘူးကတ်ကျင်ရလာအောင်မယ်နော်ဆိုတော့အဲဟိုသာသမီတွေနဲ့ပတ်သက်ပြီးတော့အဲမထင်မှာဖဲဆရာတို့ဘယ်လိုပြောမလဲအင်္ဂလိပ်လိုဆိုဘယ်လိုပြောမလဲ divorce ဖြစ်တာလားဘလို့တော့ဆရာလက်သိမသိဘူးเนาะပျက်စီးတာမျိုးတွေဖြစ်ရတတ်တယ်မဖြစ်ပါစေနဲ့ဒါပေမဲ့တတိထားပါမီးတို့လှက်စစ်ပစ္စည်းတို့ ਨੇ ပတ်သက်ပြီးကင်တဲ့အခါမှာလေတတိထားစင်ကြီးကင်ရန်လိုအပ်ပါတယ်လို့ဆရာကထလောင်းပြောကြားလိုက်ပြရစီတတိထားစင်နေရမယ့်လုပ်ငန်းလေးတွေကိုဥစားတစ်ခါတည်း break တဲ့ပေါ်ပြပေးခြင်းပါတယ်ဒီလတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကို့အတွက်တော့ကောင်းတယ်တဘာသူကိုကူညီတာမျိုးလေးတွေတဘာသူကိုဂတိခံပေးတာမျိုးလေးတွေတူတူယောက်ပေါ်မှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငါအာမခံတယ်ဆိုတာမျိုးလေးတွေကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာနေတတ်အောင်နေပါ မဆိုင်တဲ့ကိစ္စလေးတွေမှာအပြောအဆိုအစအနေထိုင်အစသတိထားဆင်ခြင်ပေးပါကိုကိုလူမုံများတက်တယ်လို့တပည့်လက်သားအောက်လက်အောက်လူလူငယ်တော်လန်တက်တဲ့အကြောင်းမလို့မိတ်ဆွေလိုတတိထားပါအဲပြီးတော့ပြိပခီးသွားလေးတွေနဲ့ပတ်သက်လို့ဖြစ်စီဘာသာရှားတွေနဲ့ပတ်သက်လို့ဖြစ်စီနေရှားကနိုင်ငံရှားကဆိုတာမျိုးလေးတွေကိုတတိထားပါလူလိန်ခံရတတ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးရှိတာငှားတာလေးတွေအလိန်ခံရတတ်တဲ့လူမျိုးရှားဘာသာရှားတိုင်းတစ်ပါးတွေနဲ့ပတ်သက်ရင်နည်းနည်းလေးခက်ခဲနိုင်တယ် passport ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုကိုတိုင်ဓာတ်ရိုက် face to face လောက်ပါအလိမ်မခံရအောင်လို့မဟုတ်လို့ရှိရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲအိမ်ဆောက်တာမျိုးလေးတွေမြေယာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ငွေကြေးနဲ့ပတ်သက်အလိမ်ခံရတတ်တဲ့အတွက်တော့လက်တွေ့မကြမတိကြပဲနဲ့တခါမှမယုံကြည်ရပဲနဲ့ဟောယုံရပါတယ်ဆိုပြီးလူတွေအကြောင်းကိုယုံပြီးတော့သွားမလုပ်ပါနဲ့တေချာတဲ့ကျင်းတည်တဲ့မိတ်ဆွေအလိမ်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တတိထဆင်ကျင်ပေးရန်လိုအပ်ပါတယ်တပည့်လတ်သာတာသမီစိတ်ပေါ်တော့ကပြတတ်ပါတယ်ဒါကတော့ညံ့တာတွေပေါ့ ညနာတွေပဲတပါးလေးပြောလိုက်မယ်ဒီလက္ခဏာတို့တွေမှာဇာပရိသသမီးတွေဟာ25ရက်နေကြော်သွားရင်ညံ့ပါတယ်ဇာပရိသသမီးတွေက6လပိုင်းတွေမှာဆိုရင်25ရက်အတွင်းမှာဘာကိုလှုပ်လို့ပြီးစီးအောင်လုပ်ပါ25ရက်ကြော်သွားလေလို့နောက်ထပ်တစ်ပတ်နောက်ဆုံးတစ်ပတ်မှာတော့ညံ့နေဆိုတာကိုသိထားဖို့လိုအပ်တယ်ဒါအပြင်ပတ်စံပြောက်တာမျိုးတွေတခိုးခိုးခံရတာမျိုးတွေပစ္စည်းအထားမှားတာမျိုးတွေဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ရှိရင်အပြအချလေးတွေများတတ်တွေ့တော့သတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အရှိလူငယ်တွေအရှိအေးမှာတော့မိမိတို့အနေနဲ့အဲ ိုကဆွနလိုပေါ့မိတ်ဆွေတို့နေနဲ့ဖွင့်ပြောမဲ့ကြံလိုက်မှဟိုဆွနလိုပေါ့တဲ့အကြီးစားရှိနေတာမျိုးသူ့မှာဖူးစားရှိပြီးသားရှိနေတာမျိုးတွေကြောင်းဖိရတက်တဲ့အတွက်တော့မိတ်ဆွေတို့နေနဲ့အခြေအနေပတ်သက်လာဆန်းအားနေတော့လာဖြစ်တဲ့အတွက်မိမိတို့ရှစ်တော်မြတ်နိုးတော်သူကိုကိုကိုတိုင်းတိုက်ရိုက်ဖွင့်ပြောတာမျိုးထက်သေးသေးရှားရှားလေးလာပြီးတော့မှဆုံးဖြတ်ပါမထင်မဖက်ကြီးစားလဲရအိမ်ထောင်လဲကျဆန်းခေါ်လက်ကောဆုပ်ကောဝင်တက်တဲ့အတွက်တော့သတိပြုသတိပြုရန်စင်ကြင်ရအတွက်တချို့ကြတော့လေလိုချင်နေကြတော့ဆိုတော့ဆရာမပြောတော့ဘူးเนาะ အခြေအခြေအနေနဲ့ပတ်သက်လာရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်နီတိကကရှိနေတဲ့မိတ်ဆွေများအခြေအနေနဲ့ပတ်သက်လို့အဲနားလည်မှုလွဲတာမျိုးတွေရိုးစွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေဖြစ်ရတတ်တယ်။သမီးစားများအနေနဲ့ကတော့ဝေးကွာနေသူများဖို့ကတော့အဲမိတ်ဆွေတို့အနေနဲ့ တုံးနဲ့တူတယောက်နဲ့တယောက်တန်တရားစိတ်တွေများနေတာမျိုးလေးတွေမိမိတို့အနေနဲ့မိမိရဲ့ရှစ်သူအပေါ်မှာကိုလိုချင်တဲ့ဖြစ်ရှင်တဲ့ဆန္ဒကတခုဖြစ်နေတာတခုဆိုတာမျိုးလေးတွေကြောင့်တဟဇာတာမတဲ့တစ်ဖက်လူအပေါ်မှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေသို့မဟုတ်တစ်ဖက်လူကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့လူငယ်များကိုအရှိရင်နဲ့ပတ်သက်လာရင်တော့ရည်စားပါတာပေတာဘာသာပြောကဘာမှမဖြစ်ပေမဲ့လို့မိမိရဲ့အရှိရင်မှာစိတ်ပင်ပန်းတယ်လို့ခံစားနေရတတ်တော့ လာဖြစ်တယ်ထို့တူပဲအဆက်အသွယ်ပြန်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်နီးနေသောမိတ်ဆွေများဘုရားတော့အကြောင်းအကောင်းသောခွဲခွာခြင်းမျိုးတွေသို့မဟုတ်လို့ရှင်ချစ်သူသမီးစားနဲ့ပတ်သက်ပြီးတော့ခရီးတူထွက်ရတာမျိုးလေးတွေကြုံအားတက်တယ်လို့ခရီးသွားရန်အတွက်ကိုလည်းဆန္ဒလိုငွေကုန်ကြီးကြများရတာမျိုးအရှင်ကြီးမေတ္တာကြီးနဲ့ပတ်တိုင်ငွေကုန်ကြီးကြများရတတ်တော့လားဖြစ်ပါတယ်အိမ်တော်ကြီးအိမ်တော်ရှင်များဘုရားတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအကယ်၍အစင်မပြေနိုင်စရာရှိရင်နှက်ရပဲရှိတယ်နံပါတ်တကတော့ငွေကြီးနဲ့ပတ်သက်လို့အစင်မပြေတာ နံပါတ်2ကတော့တာသမီတပည့်လက်သားနဲ့ပတ်သက်လို့အစင်မပြီးတာလွှဲရင်ကျန်တာဘာမှမညံ့တဲ့အတွက်အဲမိမိတို့ရဲ့အိမ်တော်ကြီးဟာမိမိရဲ့အိမ်တော်ဘက်ကျင်တတ်အောင်ဆိုရင်ငွေများများချပေး ့မဟုတ်ရင်လည်းတာသမီနဲ့ပတ်သက်ပြီးတော့အဲအကြောင်းပြပြီးရန်ဖြစ်ပြဿနာများတာမျိုးကြီးကြုံရတတ်တဲ့အတွက်ကျန်တာကတော့ဘာမှစီစီဝေးဆူဆူဝါမရှိဘူးဒါပေမဲ့အပြက်စီးကြုံလောက်တဲ့အထိဆိုးဝါးလောက်တဲ့အထိကွဲကွာလောက်တဲ့အထိမတွေ့ရပါဘူးသို့တော်ကိုဝင်ဆောင်မျိုးသမီးကြာစာပေးတာသမီးမိတ်ဆွေများမထင်မှာပဲတာသမီးရဲ့အဖတ်မတင်တာမျိုးမမြဲတာမျိုးပြက်တာမျိုးတွေကိုဒေါက်တာဟိုဘယူးဆိုင်ရမယ့်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအနေနဲ့ဒါလေးတွေမှာအသွာလာအနေထိုင်လေးတွေကိုတတိပြုစင်ကြင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ မိတ်ဆွေကြာသာပိသမီးတွေဒီလာတာတော့တွင်မှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်တန်ယာရုတိုးဖို့အတွက်တော့ငွေကုန်ကြီးကြများရတာမျိုး ဂျာတို့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းအရွှေ့တော့ရလိမ့်မယ်ဒါပေမဲ့နေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေအာရဂီနဲ့နဲ့ကုံတာမျိုးလေးတွေဆရာပြောတာသဘောပေါက်ပါလေနော်အဲအဲ့လောက်လေးတွေငွေကုန်ကြေးကျများရတာမျိုးအပြောင်းအရွှေ့ကိစ္စနေရာထိုင်ခြင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတာမျိုးလေးတွေတော့ကြုံရတတ်တယ်ဂျာတို့လုပ်ငန်းနဲ့ပတ်သက်ရင်တိုးတက်နိုင်တယ်ပညာရေးမှာတော့မိမိတို့အနေနဲ့ကျစာဝိသသမီးတွေဒီလာတာတော်တွေမှာမိမိအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်သင်ရင်သင်သလောက်လေ့လာတိုးတက်နိုင်ပြီးတော့ပညာရေးမှာတော့အားကောင်းနေတော့လဖြစ်တဲ့အတွက်စိတ်ကူစရာဘာမှစိုးရိမ်စရာမလိုပဲဖြစ်ရှင်တဲ့အတိုင်းဖြစ်လာမှအတေကြပဲဖြစ်တယ်။ ညီကောင်မတို့မှမိမိရဲ့မိသားစုတွေမှအရှုံးအောင်ဖြစ်နေသူတွေမိသားစုနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေသူတွေဒီကလာမှာကိုကစူးစမ်းပြီးတော့တဲ့မှန်အောင်စီလုံးအောင်နားလည်အောင်ဖြစ်ရှင်းရန်တော့အသာကောင်းမှုတော့လာဖြစ်တယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေချီတိုးဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ် ချစ်တို့ဆောင်ရလှုပ်ဆောင်မှာဆက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစာစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေရေထွက်ကုန်ပစ္စည်းတွေရွှေငွေလက်ဝတ်လက်စားနဲ့ပတ်သက်တာတွေအမှုပညာအစိုးရအရေးအတိပကြီးပပုဘေးရင်ဗီဒစံကြံတရုပ်ဆောင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေရွှေလုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းတွေအိုးအိမ်ရှမ်းပြည်မြေယာထိုင်ခင်းနဲ့ပတ်သက်တော်လုပ်ငန်းတွေတန်တွတ်တဲ့အစရှိတာတွေကွန်ပျူတာတွေဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့ ဘာကိုလှုပ်လို့ဆက်တူလုပ်ငန်းတွေရှေ့လို့ဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့မိတ်ဆွေအတ္တတရဲ့အကူအညီကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းနေတာကနေလည်းအကြံစီကိုရယူရန်အတွက်အကျိုးစားရန်အတွက်တော့အာသာကောင်းမွန်သောလဖြစ်တာတော့အတေချာပဲဖြစ်တယ်ဗျ။ ဒါပြင်ဆွေမျိုးသားချင်းတွေဘဝချင်းမှာရှိတဲ့ဆွေမျိုးသားချင်းတွေရဲ့မတည့်သူတွေမိမိငဘဝမိမိနဲ့နားလည်မှုလွဲနေတဲ့ဆွေမျိုးသားချင်းတွေတောင်မှနားလည်မှုရရှိအောင်အေးချမ်းအောင်စွမ်းဆောင်နိုင်တော့လဖြစ်တဲ့အတွက်မိတ်ဆွေကြစားပရိသတ်သမီးတွေဒီလဟာအဖွဲ့အစည်းနဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေဥဆောင်ဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့အကြံစီအတွေးခေါ်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်တဲ့တော့လဖြစ်တာကတော့အတေကြပဲဖြစ်တယ်။ဒါပြင်မိတ်ဆွေကြစားပရိသတ်သမီးတွေဒီလတာတော်တွေမှာဆိုရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေမှာတော့ မလိုအပ်ဖက်မတိကြဘဲနဲ့ခီးထွက်တာမျိုးလေးတွေကိုတတိထားပါအဲပြီးတဲ့အခါမမြင်ရတော့မတွေ့ရတော့အရာလေးတွေကိုမယုံမာနဲ့လူယုံမလွယ်ပါနဲ့အလိန်ခံရတတ်တယ်ခင်ဗျအထူးသဖြင့်ဆရာဒေပြောရရင်ဘာလို့တအားအောင်မှားလဲဆိုတော့လူငယ်တွေတော်တော်များအခုခေတ်မှာလူငယ်ရောလူကြီးရော အနိုင်ငံရကတော့ပြပကလို့ဆိုပြီးတော့ဆက်စီလာလာမေးကြတယ်ကြီးသားတွေထားကြတယ်ကြားဖြန်เนาะဆိုတော့ကြီးသားတွေထားကြတယ်တမိကြတွေဟိုကနိုင်ငံခြားပုံလည်းမသိဆိုရှယ်မီဒီယာအသိပညာအားနဲ့တော့တားကတ်ထားပြီးအလိန်ခံရတာမျိုးလေးဒီဆရာများစွာကြုံတွေ့နေရတယ်ဆရာ तू ကကျမကိုတချို့ဆိုရင်အသေးအတန်နေဖြစ် तू ကကျမကိုတကယ်ချစ်တာလားတို့လိုက်သွားအောင်လားတို့ဒါမျိုးတွေတွေ့ရတယ်ဟိုမြင်လည်းမမြင်လုံးသလားပြားသလားကြီးသလားသေးသလား မဲသလားဖြူသလားလာတော့မှလိုင်းပေါ်မှာပဲမြင်ရတာအပြင်မှာလည်းမတွေ့ဘူးပဲနဲ့ဒါတွေကိုယုံနေကြတဲ့မိတ်ဆွေတွေလည်းအံ့ဩတယ်ဗျာနော်ဟိုဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မြန်မာပြည်မှာလည်းယောက်ျားမရှားကြောက်ဆရာထားလောင်းပြောကြပါရစေနော်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မမေအဆက်နှမချင်းကိုချင်းစာလို့အမချင်းကိုချင်းစာလို့ဆရာကပြောနေရနော်အဲဆရာဟာဆရာကတော့ဟိုအမမရှိညီမမရှိပြင်မယ်ဆရာတွေ့နေရတာကြီးအစ်မပြေလို့တတိထားဖို့အတွက်လူအကြောင်းဆရာကထားလောင်းပြောကြလိုက်ပါရစေခင်ဗျာ အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့မှုရရှိတတ်တဲ့လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ဒီကာလမှာကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ကျင်သဘောဆိုရင်ရှိတိုးဆောင်ရလှုပ်ဆောင်မှာရာထူးကနေထွက်အလုပ်ကနေထွက်ပြီးတော့ကိုပိုင်လုပ်ငန်းစတင်ဖို့ကောင်းသလားဆိုရင်ရရဲ့ကြီးရှိတိုးဆောင်ရလှုပ်ဆောင်မှာအစဉ်ပြေမှုတွေတိုးတက်မှုတွေရရှိလာလိမ့်မယ်တိထားဖို့လိုတာကတော့ဘယ်ရာမစိုးအောင်မြင်မှုရဲ့နောက်ွယ်တိုင်းမှာစူးစမ်းရတာတွေဇွဲတွေရွှေတွေအများကြီးကြာစမယ်ဖြစ်တဲ့အတွက်မိတ်ဆွေတို့နေမှာဘာကိုပြည့်ပြည့်ရှိတိုးဆောင်ရလှုပ်ဆောင်ရင် အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်အာသာနိုင်တဲ့ကာလဖြစ်တယ် အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တယ်ငကူကနားလည်မှုလွဲနေတာမျိုးကိုယ့်ရဲ့အပြိုင်ဆိုင်တွေကိုတော့ကိုကပြုံးပြရင်အစဉ်ပြေပြီးရှော့မှုသွားမယ်လာဖြစ်တာကတော့အတိအကျပဲဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပြသည်ဒါဆိုပရိသတ်သမီးမိတ်ဆွေများအဖို့ဒီလတာတော်တွင်မှာဘာကိုလှုပ်လှုပ်ချုပ်ပြီးပြန်ပြောရရင်ငွေကြီးနဲ့ပတ်သက်ရင်အရှိရင်းနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာလို့ရင်ကျန်တာပါမှမတွေ့ရဘူး တို့ရတွင်ငွေကြီးနဲ့ပတ်သက်လို့ရှင်ကိုအကြောင်းမဟုတ်ပဲတပားသူကြောင့်ငွေကုန်ရတာမျိုးအလူတန်းလေးတွေကြောင့်ဘာသာရေးကိစ္စလေးတွေကြောင့်လည်းငွေကြီးအကုန်ကြအများတက်တယ်ဒါပေမဲ့တစ်ဖက်မှာလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အကျန်းစီအတွေးခေါ်ကြီးအပြောင်းအလဲနဲ့လှုပ်ရှင်သဘောဆိုရင်ဒီလက်ဟာရရဲ့ကြီးအခြေချလှုပ်ဆောင်ပြီးတော့ဆုံးဖြတ်ရန်ကောင်းသောလာဖြစ်တယ်ဒါအပြင်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိပြီးတော့အတွေးခေါ်ကောင်းတွေရရှိတတ်တယ်ဒါပေမဲ့တပည့်လက်သားသားချင်းတွေနဲ့ပတ်သက်တာမျိုးပြည်ပခီးသွားတွေနဲ့ပတ်သက်တာမျိုးနိုင်ငံခြားပတ်စုဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေ တတိထားရမယ်ကိုဝင်ဆောင်မျိုးသမီးရဲ့တတိထားရမယ်ဒါပါပဲအဓိကတော့ဒီလက်ကတော့ဒီမှာဂျာဇာပရိသတ်မိတ်ဆွေတို့ဘာလို့လှုပ်လို့ဂျာဇာပရိဂျာဇာပရိချင်းတွဲလှုပ်တာမျိုးတွေအာသာကောင်းမွန်တိုးတက်နိုင်တဲ့ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဗုဒ္ဓဘုရားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးကကန္တရာရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်အကျိုးပေးစီသောအရာဟာအနောက်ဆူဆူရဖြစ်ပြီးတော့စန်းတီယာရကတော့အရှိတောင်တောင်အရာဖြစ်ပါတယ်မေဆွေတို့အနေနဲ့ဒီလာတာတို့တည်းမှာအကျိုးပေးကံကောင်းစီတော့ခဏအခရာလေးနေနဲ့ဆိုရင်တေကနာ လေးကနန်းငါးကနန်းဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးအားသာစေပါれအကျိုးပေးသောအယောင်နေနဲ့ဆိုလို့ရှိရင်တော့အပန်းပန်းရောင်ဆွနအဝါရောင်သို့မဟုတ်လို့ရှိရင်အစိမ်းရောင်အစိမ်းရောင်သို့မဟုတ်အစိမ်းရင်ရောင်ကလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အားသာကောင်းမွန်စေတဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်မှာမိမိတို့ရဲ့လုပ်ငန်းကိုင်ကအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအရာရာအောင်မြင်တိုးတက်စေရန်အတွက်မိတ်ဆွေများ ဩဇာရွက်ကလေးတစ်ရွက်ကိုဘလို့ဩဇာပဲဖြစ်ဖြစ်ဆောင်ယူပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုချိတ်လို့ဆောင်ရလုပ်ဆောင်ရင်အောင်မြင်ဩဇာထက်မြက်ပြီးတော့အဆင်ပြေပါလိမ့်မယ်။စကားမဆက်ဩဇာထက်မြက်တယ်ဆိုလို့ငွေကြီးကိစ္စအတွက်ဆိုရင်တော့ဆရာကြီးမှကျွမ်းနဲ့တန်လျက်လေးညီမာလို့ရကြောင်းဆရာ marketing ဆင်းလိုက်အောင်မယ်နော်။ကျွမ်းနဲ့အစစ်တန်လျက်လက်ွက်ကျွန်းညီမာလို့ရပြီနော်။ဒါပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်းမှာအဋိဋ္ဌံပြုလို့တဲ့ဇာသာပိသသမီးမိတ်ဆွေများပေါ်ကတော့ ဆွမ်းနာလို့တပည့်လက်သားအောက်လက်ငယ်သားအောက်လူနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေပြပြောက်စီရန်အတွက်ဘောအဆဆရရအစဉ်ပြေစီရန်အတွက်အနုတ္တသောပုရိသဓမ္မတာရထိဆိုတော့ဗတိကို9ရက်9ပတ်နှုန်းနဲ့တနည်းကို9ပတ်9ရက်နှုန်းနဲ့အဓိကံပြုပါအခက်အခဲတွေဟာယူပြစ်တယ်လို့ပြောက်ကင်းသွားပါလိမ့်မယ်ခင်ဗျမိတ်ဆွေတို့ဒီလတာတော့ဒီမှာဘာကိုလှုပ်လို့ တနင်္လာသာသမီတနင်္လာနေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုတတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးကကံရဲ့အနှဲငယ်အားနည်းစီသောလာဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အဝေးတနေရာမှာရှိတဲ့အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းတွေစိတ်ပူပန်မှုအနှဲငယ်ပေးတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာ တပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့ကောင်းပြီဒါပြင်မိတ်ဆွေတို့ဒီလက်တာတော်တွေမှာဆိုရင်ဘာဟုတ်လို့လို့အရှိစစူးရက်ကိုခီးထွက်တာမျိုးလေးတွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လက်လက်နဲ့ပတ်သက်တာမျိုးလေးတွေကျမ်းမာရေးနဲ့ပတ်သက်တာမျိုးလေးတွေဆိုအရှိစစူးရက်ကိုမျက်နှာမူပြီးခီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုဖြစ်ပေါ်စေပါတယ်ဒီလက်တာတော်တွေမှာအချိုးပေးကံကောင်းစေတဲ့အရာလေးတွေလည်းဆရာပြီးသွားပြီအဲမိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွေမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေခက်မြန်မြန်အယောင်းတွက်ရှင်တပါဆိုရင်တော့ ရောင်းမဲ့ကုန်ပစ္စည်းတွေကိုเนาะရောင်းမဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ခရင်လေးတစ်ချောင်းနဲ့เนาะခရင်လေးတစ်ချောင်းနဲ့သုံးချက်တီးတီးထိပို့တွေ့ရိုက်ပုတ်ပြီးတော့အဲရောင်းလိုက်ပါဒါဆိုရင်ရောင်းကောင်းမှာအတေရာပဲဖြစ်ပါတယ်ခင်ဗျာเนาะဒါအပြင်အဆက်ဆက်ရရအစင်ပြီးအောင်မြင်စီပြီးငွေကြီးကံအားကောင်းစီရန်တော့ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဆရာတို့ကျွေးပကံရားလေးတစ်ချက်တည်းမှာကျွေးပကံပြားလေးတစ်ချက်တည်းမှာဆရာတို့မိတ်ဆွေတို့အနေနဲ့ အကျွေးစီကလေးတစ်စီမတ်စီကလေးတစ်စီပေါ့နော်မတ်စီကလေးတစ်စီကိုရှာရှာပြီးတဲ့အခါကျွေးပကံများလေးတစ်ချက်တည်းမှာတင်ပါအလဲတက်တက်မှာတင်ပါတင်ပြီးတော့အပေါ်ရောင်မှာအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းအမြင့်တရားမှာသို့မဟုတ်အိမ်ရဲ့အမြင့်တရားမှာဈေးဆိုင်ရဲ့အမြင့်တရားမှာလက်လာပါပွင့်လန်းပြီးတော့လွဲနေတဲ့ဟာတွေတိတိဆိုင်ဆိုင်အကြမကြဖြစ်သွားစီရန်အတွက်တိတိကြကြအောင်အောင်မြင်မြင်ဖြစ်သွားစီရန်အတွက်လက်လာပါပွင့်လန်းစီရန်အတွက်ကျွေးပကံများလေးတစ်ချက်တည်းမှာ အလဲတဲ့မှာမတ်စိအခုခေတ်တော့ဘတ်စိလည်းရတယ်เนาะအကျွေးစိဒါပေမဲ့တိထားဖို့လို့ကမတ်စိလို့ခေါ်မယ်မတ်စိလေးတစ်စိကိုတင်မှာတင်ပြီးသွားတဲ့အခါဆရာမတ်စိထောင်ရလားမလုပ်နိုင်အောင်เนาะတချို့ကမတ်စိလေးတစ်ချက်ကိုတင်တင်ပြီးသွားတဲ့အခါမိတ်ဆွေတို့ဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်းမှာဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်းပြီးတော့ငွေဝင်ပါစေဆိုပြီးတော့မိတ်ဆွေရဲ့လုပ်ငန်းအမြင့်တနေရာသို့မဟုတ်ဈေးဆိုင်မှာထွင်းမှာဖျားချောင်းတော့ထွင်းကြမှာမလို့ဒါဆိုရင်လက်လာပါပွင့်လမ်းပြီးအစီအပြေးလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဂျာစာပိသသမီးမိတ်ဆွေတွေအားလုံး6လပိုင်းတွင်မှာ တကယ်ကိုတိုးတက်အောင်မြင်ကြပါစေလို့ဆရာကဆုတောင်းထောက်ပနာပြုရင်းနဲ့ဇန်ငနာပြည်မြေကြီးရင်ခွန်ကိုတုံညာ293လေးတက်လျှောက်7902904110 WhatsApp Telegram မှာဖြစ်စေ Viber မှာဆက်သွယ်မေးမြန်းနိုင်ကြလို့ဇန်ငနာမှာ CPO နိုင်တဲ့ကျွန်းနတ်တန်လျက်အဆောင်လေးတွေမှာယူခြင်းတပတ်စုမှာယူလို့ရကြောင်းနဲ့မလိုခြင်းလို့ရှိရင်တော့မယူယူစရာမလိုချောက်ဆရာကပြောရင်းနဲ့မိတ်ဆွေကြတာပြီးသားသမီးတွေနောက်တစ်ပတ်မှာပြန်ဆောင်သွားမယ်ခင်ဗျကဲနောက်တစ်ခါတော့မနေ့ကြအောင်တောက်ကြရည်လေကိုရောက်ရှိလာတော့ပါပါခင်ဗျကျေးဇူးတင်ပါတယ်